အာကျွန်တော်ဒီနေ့မျှဝေပေးချင်တာလေးကပေါ့နော်ဒီဒီ data 2ထဲမှာရှိတဲ့ sub total ပေါ့နော်ဒီ sub total ဆိုတာလေးကိုအသုံးပြုနည်းလေးရယ်နောက်ပြီးတော့ sub total အသုံးပြုနည်းလေးကိုမျှဝေပေးချင်တာပေါ့နော်အဲဒါဆိုကျွန်တော်တို့ကဒီ sub total ကိုအသုံးပြုနည်းဘယ်နေရာမှာအသုံးပြုရလဲဆိုတော့ဥပမာဆိုကျွန်တော်ရှိမှာဒီမှာ scene လေးရှိရယ်ပေါ့နော် date ရှိတယ်ဒီမှာ count ရှိရယ် customer name ပေါ့နော်ဒီဘက်မှာ supplier supplier name ကြီးရှိတယ်အဲ့မှာကျွန်တော်ကဒီ supplier ဆိုရင်ပေါ့နော်ဒီမှာ supplier ဒီကဟိုဒီ supplier တွေရဲ့ တိုတယ်လေးကိုတည်ကျင်တယ်ပေါ့တက်ရောက်ချင်းစီရဲ့တိုတယ်လေးတွေကိုဒီမှာ sub total နဲ့ပြကျင်တယ်အဲ့လိုမျိုးနေရာတွေမှာအသုံးပြုပါတယ်အဲဆိုကျွန်တော်ကဒီမှာ supplier name ကိုဥပမာဒီကျွန်တော်ဒီ supplier name ကိုအဲဒီ sub total ပေါင်းမယ်ပေါ့တကူချင်းစီဘယ်ဟာဘလောက်ရှိလဲဆိုတာကိုပေါင်းကျင်နေဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်လိုအပ်မှာကဒီ supplier name တွေကိုကျွန်တော်က filter စီရပါမယ် filter စီမယ်ဆိုတော့အဲ filter စီရဒီ home name ကဒီ sort and filter နဲ့တက်စီလို့ရပါတယ် A to Z စီမလား Z to A ရှိမလားစီမလားပေါ့เนาะပြီးတော့ custom saw နဲ့ပဲ custom saw နဲ့စီမယ်ဆိုလို့ရှိရင် ဒါတော့ custom shop ပေါ့เนาะအဲဒီမှာ soft asset တွေနဲ့စီမလား a to z နဲ့စီမလားပေါ့ကျွန်တော်ဒီမှာ a to z ကိုတွေးလိုက်ပါမယ်အဲ့မှာသူကပြလာပါပြီဒီ expanded session ပေါ့ဒီ expanded sessions အဲ the session ဆိုရင်ဒီအဲဒီ expanded session ကိုကျွန်တော်တို့ရွေးရပါမယ်အဲ့ဒါကိုရွေးလိုက်မှာဒါဒီ share ဒီသူ့ရဲ့ပေါ့เนาะ the role လုံးကိုသူကအဲ filter ဒီကောင်းဝင်မှုတီးပြီးတော့ the role လုံးကို filter စီပေးမှာပါတကယ်လို့အောက်က continue continue with the current cancellation ကိုရွေးလိုက်မယ်ဆိုရင်တော့သူက disc supplier တစ်ခုတည်းကိုပဲစီပေးပြီးတော့ဒီဘက်က date တွေအဲဒီဘက်ကတခြားပေါ့နော်ဒီ amount တွေကိုလိုက်စီပေးမှာမဟုတ်ပါဘူးကျွန်တော်ဒီနေရာမှာဒီက supplier ကိုမူတည်ပြီးကျန်တာတွေရောအကုန်လုံးကိုစီကျင်တာဖြစ်တဲ့အတွက် expand cancellation ကိုရွေးပါမယ်အဲဆို soft ကိုပေးလိုက်ပြီးဒီမှာဆိုရင်စီသွားပါပြီ နော်ဒီမှာဆိုရင်စီသွားပြီအဲ့လိုစီသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီတစ်ခုလုံးကိုဆက်လက်မှတ်လိုက်ပါမယ် control a နဲ့ဆက်လက်မှတ်လိုက်မယ်အဲ့ဒါပြီး data 2တဲ့ကိုသွားမယ်အဲ့ပြီး set total ကိုယူလိုက်ပါမယ်အဲ့မှာဆိုလို့ရှိရင်သူကဒီမှာ set total မှာဆိုရင် set total မှာဒီမှာဆိုဒီမှာတွဲရှိတယ်ပေါ့နော်ကုတ်ရှိတယ်ဒီမှာ add it chain in ဆိုတဲ့နေရာမှာဘာကို change ချင်တာလဲပေါ့ကုတ်ရှိတယ် customer ရှိရဲ့ voucher ရှိရဲ့ account 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 ကိုပေါ့နော်သူကအဲ့လိုမျိုးလေးတွေဒီမှာ customer ရဲ့ account supplier ရှိတယ်အမောင်းရှိတယ်ကျွန်တော်တို့ကဒီနေရာမှာစီစီဝါကျွန်တော်တို့ sub total လုပ်ချင်တာဒီ supplier ကိုရွေးထားပါတယ်အဲ့တော့ကျွန်တော် supplier ကိုရွေးလိုက်တယ်ဒီနေရာမှာ sum ရှိတယ် count ရှိတယ်အဲ့နေရာမှာလည်းကျွန်တော်တို့က u function ပဲ function ကိုအသုံးပြုမှာလဲပေါ့နော် sum ရှိတယ် count ရှိတယ် average ရှိတယ် maximum ရှိတယ် minimum ရှိတယ် product ရှိတယ်ပြီးတော့ဒီဘောက်မှာ standard deviance ဆိုတာရှိသေးတယ်ဘာတွေလဲရှိသေးရပေါ့နော်ကျွန်တော်ကအခုကတော့ ဒီဆန်းကိုရွေးလိုက်မယ်ပေါ့အဲဆန်းကိုရွေးမယ်ပြီးတော့ကျွန်တော်ကဒီထဲမှာပေါင်းလို့ရတာဆိုလို့အမောင်းတစ်ခုပဲရှိတော့သူဒီမှာအမောင်းလို့ပြထားပါတယ်အဲဆိုအမောင်းကိုလည်းအမှန်ချစ်ထားပြီးပြီးပြီးရင်ဒီမှာ replica reset total ကိုအမှန်ချစ်ထားတယ် summary plot data ကျွန်တော်ရဲ့ဟာပေါ့နော်အောက်မှာပဲကျွန်တော်က sub total တွေကိုပြကျင်တယ်ဆိုတော့ဒါလေးကိုလည်းအမှန်ချစ်ထားမယ်အဲဆိုရင်ကျွန်တော် okay လို့ပေးလိုက်မယ်အဲဆိုရင်ဒီမှာ sub total နဲ့ပေါင်းသွားပါပြီဒီမှာ သူဆက်တူတဲလေးတွေသူကလည်းသူဒီမှာလာပေါင်းသွားပါပြီဒီမှာဆိုရင် ll ရဲ့ဆက်တူတဲဒီမှာလာပေါင်းသွားပါပြီဒီမှာ k ရဲ့ဆက်တူတဲလဲလာပေါင်းသွားပြီပေါ့အဲ့လိုဆက်တူတဲလေးတွေပေါင်းသွားပါပြီဒီနေရာမှာကျွန်တော်ကတစ်ကိုနှိပ်လိုက်ဒီမှာဆိုရင်ဆက်တူတဲလေးတွေဒီအောက်မှာပေါ်ပါတယ်အဲပြီးတော့ grand total ဒီမှာစုစုပေါင်းသူတို့ရဲ့ grand total လဲပေါ်ပါတယ် ာဒီတဲ့ control အပြန်နေလိုက်မယ်အဲ့ပြီးတော့ကျွန်တော်ကဒီနေရာမှာပေါ့ဒီ summary pro data ဆိုတာလေးကိုကျွန်တော်တစ်ချက်ပြုတ်ပြပါမယ် okay လို့ပြလိုက်မယ်အဲဆိုရင်တော့ဘာဖြစ်သွားရလဲဆိုတော့အဲ့ဒီ the grand total တွေ total sub total တွေကို အပေါ်မှာလပြသွားတာပါ ခဏနေရကြအောက်မှာပြနေတာပါအဲ့ဒီခဏနေဒီကောင်လေးကိုဖြုတ်လိုက်မယ်ဒီကောင်လေးကိုအမှန်ပြန်ချစ်ပြီးတော့ okay ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ gram total တွေ sub total တွေဒီ2ရဲ့အောက်ဟိုမှာပေါ့နော် blue အောက်မှာပြပေးမှာဖြစ်ပါတယ်အဲဒီနောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီမှာ1ပေါ့နော်ဒီ1ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုရင်2ရဲ့ gram total ကိုပဲပြပေးမှာပါအဲဒီမှာ2ကိုနှိပ်လိုက်မယ်ဆိုရင်တော့ sub total လေးတွေဒီမှာရှိတဲ့ sub total ကိုပဲပြပေးတာပါဒီ3ကိုနှိပ်လိုက်မယ်ဆိုရင်တော့ဒီမှာ2ရဲ့အသေးစိတ်ကိုပြ ပေးပါတယ်။အဲဆိုကျွန်တော်ကဒီကောင်ကိုဟုတ်ပြီဒီတက်က supplier နဲ့လုတ်ထားတာပေါ့နော်။ဒါဆိုကျွန်တော်တို့ဥပမာဆိုဒါလေးကို copy ကူးသွားပြီးတော့တစ်ဖက်မှာကျွန်တော်တို့ supplier နဲ့ပေါင်းတဲ့ဟာကိုဖြုတ်ထားလို့လေ copy ကူးပြီးတော့မှအကောင့်လေးကို1 2 3နဲ့ပေးထားလိုက်လို့ရှိရင်လေ copy ကူးပေါ့နော်အဲ့ဒါပြီးလို့ရှိရင်တော့ copy ကူးပြီး1 2 3နဲ့ပေါ့နော် page only နဲ့ပေးထားလိုက်ရင်အဲကျွန်တော်တို့ရဲ့ဒီ supplier နဲ့ပတ် total လေးတွေကိုကျွန်တော်တို့ရပါပြီအဲတော့ပြီကျွန်တော်ကဒီတခါ supplier နဲ့မလို့ခြင်းဘူးအဲ customer နဲ့ယူမယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအဲ့ဒါအရင်ဆုံးဒီကောင် remove လုပ်လိုက်ပါမယ် remove all မမှုအောင်လို့ပေးလိုက်တယ်ဆိုလို့ရှိရင်သူကငကူမူရင်းပုံစံအတိုင်းလေးဖြစ်သွားပါပြီဒီတခါကျွန်တော်ကဘာနဲ့လုံးမှာလဲဆိုတော့ဒီ customer နဲ့စီမှာပေါ့အဲဆို customer နဲ့ customer နဲ့လုံးမှာဆိုတော့ပထမဆုံးဒီ customer ကိုကျွန်တော်တို့ အဲ customer column ကို slam လိုက်ပါမယ်အဲ့ဒါပြီးရင်တော့ခဏနေတော့ငါတိုင်းမယ် home နဲ့ကိုသွားမယ်အဲ့ပြီး sort and filter တဲ့ကနေ a to z ဖြစ်ဖြစ် z to a ဖြစ်ဖြစ်ကိုကြိုက်တာရွေးပါကျွန်တော် a to z ကိုပဲရွေးလိုက်ပါမယ် expanded session expanded session ဆိုတာကျွန်တော်တို့ဒီမှာအမှတ်ချက်ထားပြီးပါပြီ okay ကိုပေးလိုက်မယ်ဒါဆိုရင်သူကဒီမှာ customer တွေကိုစီသွားပြီစီသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ data 2 duty ကောင်းနေအကုန်လုံးကို control a နဲ့ slam လိုက်မယ်ပြီးရင် data 2တဲ့ကိုသွားမယ် sub to တဲ့ကို ပေးမယ်ဒင်နာတည်တဲ့ခါကျတော့ကျွန်တော်တို့က customer ပါငါတည်တဲ့ခါကျွန်တော်ဘာလို့ကြည့်မလဲဆိုတော့ count ကြည့်မယ်ပေါ့နော်ဒီဒီ customer လေးဘယ်နှကြိမ်ပါလဲဆိုတာ count ကြည့်မယ် okay လို့ပေးလိုက်မယ်ကတ်ကကောင်းကြည့်မယ်ပေါ့နော်ကောင်းမယ်ဆိုတော့ကျွန်တော်ဘာကိုကောင်းမှာလဲဆိုတော့ customer ကိုကောင်းမှာအမောင့်ကိုကောင်းမှာမဟုတ်တော့ဒီတစ်ခါကျွန်တော် customer ကိုပြောင်းကောင်းလိုက်မယ်ပေါ့နော်ဒီမှာလဲ subtotal လုံးမှာလဲ customer ကိုပါကောင်းမယ်ပြီးတော့ customer ကိုကောင်းမယ် okay လို့ပြီးလိုက် ဒီမှာပါ customer ဒီမှာဆိုရင်ဒီက s ဟောဆိုတာဒီ sell chain ပါတယ်ပေါ့ဒီမှာ mk ဆိုတဲ့ဟာ2 chain ပါတယ်ဒီမှာ rd ဆိုတဲ့ဟာ36 chain ပါတယ်ပေါ့အဲ့မှာကျွန်တော်ကဒီ sub total ကို နောက်တစ်ခေါက်ပြန်သွားပြီးတော့ကျွန်တော်ဒီနေရာမှာ customer မကောင်းတော့ဘူး amount ကိုဝယ်လုံးမယ်ပေါ့ amount ဝယ်ရွေးလိုက်မယ်ပြီးတော့ကျွန်တော် sum လုံးမယ်ပေါ့အဲ့ဆိုရင်တော့ okay ပြန်ပေးလိုက်ရင် okay ပြန်ပေးလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်အဲ့ဆိုရင်ဒါ customer ရဲ့ total လေးတွေပေါ့နော် customer တဦးချင်းစီရဲ့ total လေးတွေကိုဒီမှာတွက်ပြသွားတာဖြစ်တပြသွားပါပြီအဲဒါဆိုရင်ဒီအောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ grand total ရှိနေတယ်ပေါ့နော် grand total ရှိနေရဲအဲ့တော့ကျွန်တော်တို့ကအာတကယ်လို့ကျွန်တော်တို့ကဟို precept total တွေပဲသိကျင်နေဆိုရင်လည်းဒါလေးကိုတို့လေးယူပြီးတော့တခြားတစ်ဖက်မှာ copy တော့ကုထားလို့လည်းရတယ်ဒါဆိုရင်တော့အသေးစိတ်လည်း copy ကုလို့ရတယ်ပေါ့နော်ဒါကတော့ဒီကျွန်တော်တို့ data 2ထဲမှာရှိတဲ့ sub total ရဲ့အသုံးပြုနည်းလေးဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက် video ဖိုင်မှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်